alright so ဒီနေ့ဗီဒီယိုမှာတော့ CIE IGCSE ICD နဲ့ Computer Science ဆိုတဲ့ဘာသာရပ်နှစ်ခုကြားမှာရှိတဲ့အဓိက Quarter ချက်ကိုပြပြပေးသွားမှာဖြစ်ပါတယ် ဒီကြော်ချချက်ကိုတည်ထားခြင်းအပြင်ကိုနဲ့ပိုတင့်တော်တဲ့ဘာသာရေးကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ဗီဒီယိုမစခင်မှာပြောပြချင်တာလေးတခုရှိပါတယ်။တကယ်လို့ ICD ပဲဖြစ်ဖြစ် CS ပဲဖြစ်ဖြစ် theory ဘိုင်းဆိုင်ရာ practical ဘိုင်းဆိုင်ရာဘာတွေလေ့လာသင်ယူရလဲသိချင်တယ်ဆိုရင်ကျွန်တော်တည်တဲ့ဗီဒီယိုလေးတင်ထားပေးပါတယ်။အဲ့ဗီဒီယိုတွေမှာတဘာသာချင်းစီရဲ့ theory ဘိုင်းဆိုင်ရာ practical ဘိုင်းဆိုင်ရာအသေးစိတ်ပြောပြရတာဖြစ်လို့မကြည့်ရသေးဘူးဆိုရင်တွားကြည့်စေချင်ပါတယ်။အဲ့ဗီဒီယိုတွေမှာပါတဲ့အကြောင်းအရာတွေကိုသိထားရတယ်ဆိုရင်ဒီဗီဒီယိုမှာပြောမယ့်ဟာတွေအလွယ်တကူနားလည်သဘောပေါက်သွားမှာပါ။ ဒါဆိုဒီဗီဒီယိုလေးကိုစလိုက်ရအောင် ICDO CSGO ကနည်းပညာနဲ့ဆိုင်တဲ့ဘာသာတွေဆိုတာမှန်ပါတယ်အဲ့ပြင်သင်ရတဲ့သင်ခန်းစာတော်တော်များများလည်းတူတူပုံစံရှိပါတယ်ဒါပေမဲ့မတူတဲ့အပိုင်းလေးပါသလို ICD curriculum ရည်ရွယ်ချက်နဲ့ CS curriculum ရည်ရွယ်ချက်ကလုံးဝကွာခြားပါတယ် ICD ကသူ့အရှိကောင် Information Communication Technology ဆိုတဲ့အတိုင်း data တွေကိုအသုံးပြုပြီးနည်းပညာတွေနဲ့ဘယ်လိုအဆက်အသွယ်လုပ်မလဲကွန်ပျူတာရဲ့အသုံးပြုမှုအပိုင်းကိုအဓိကထားပြီးသင်တာပါကွန်ပျူတာဆိုင်ရာကတော့ကွန်ပျူတာရဲ့အသုံးပြုမှုအပိုင်းကိုအဓိကထားပြီးသင်တာမဟုတ်ပဲကွန်ပျူတာတွေဘယ်လိုအလုပ်လုပ်တာလဲကွန်ပျူတာစနစ်တွေကိုဘယ်လိုဖန်တီးမလဲကွန်ပျူတာနောက်ွယ်ကသဘောတရားတွေအလုပ်လုပ်ပုံတွေကိုလေ့လာရတာဖြစ်ပါတယ်ရှင်းရှင်းပြောရင် ICD ကလက်တွေ့ကွန်ပျူတာကိုဘယ်လိုသုံးရမလဲဆိုတာသင်ယူပါပြီ CS ကကွန်ပျူတာရဲ့အလုပ်လုပ်ပုံကိုပို့ပြီးအလေးပေးပါတယ်ဆိုတော့ဘယ်ဘာသာကဘယ်သူတွေအတွက်လဲ ICD ကတော့ IT related major မတော်ဘူးဆိုတော့ចောင်းသားចောင်းသူတွေ တော့မှယူသင်တဲ့ဘာသာရပ်တစ်ခုပါ။ဘာကြောင့်ယူသင်တာလဲဆိုတာနဲ့ပတ်သက်ပြီးလဲကျွန်တော်တည်တဲ့ဗီဒီယိုတစ်ခုလုပ်ထားပါတယ်။ CS ကတော့ကိုယ်က programming လဲစိတ်ဝင်စားတယ်၊ကိုယ်ရေးရတာလဲနှစ်သက်တယ်၊ technology နဲ့ပတ်သက်ပြီးလဲဝါသနာပါတယ်။ IGCC ပြီးရင်လဲ IT related major သွားမှတည်ကြနေပြီဆိုရင်ယူကိုယူသင်ပါတယ်။ဒီနေရာမှာအကြံတစ်ခုပေးချင်တာကကိုယ်က technology နဲ့ပတ်သက်ပြီးရင်းနှီးမရှိဘူး။ ကွန်ပျူတာနဲ့ပတ်သက်ပြီးလည်းသိချာမသိဘူးဒါပေမဲ့ကုတ်ရေးရတာဝါသနာပါလို့ CSU မှာဆိုရင် ICD ပါတွဲယူဖို့ recommend ပေးပါတယ်ကိုကဘာ technology foundation မှမရှိပဲ CS ကိုပဲတန်းလေးလာမယ်ဆိုရင်ခက်ခဲနိုင်ပါတယ်စောပန်းကပြောခဲ့သလို ICD နဲ့ CS ကသင်ကန်းစာတွေကတူသလိုပုံစံရှိပါတယ် ICD 100%ရပြီဆိုရင် CS 50%ရတာနဲ့တူပါတယ်အဲ့လိုပဲ CS 100%ရပြီဆို ICD 50%ရရတယ်တူပါတယ်။ဘာသာနှစ်ခုကွဲနေလို့ဆိုပြီးလုံးဝတက်တက်စီဖြစ်နေရမျိုးမဟုတ်ပါဘူး။ အဲ့တော့ဒီလောက်ဆိုရင် ICD နဲ့ CS ရဲ့အဓိက culture ကြောင့်နားလေသဘောပေါက်မယ်လို့ထင်ပါတယ်။ဒီအကြောင်းအရာပေါ်မှာအခြေခံပြီးဘာသာယူတဲ့အခါမှာလည်းအထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ်။တကယ်လို့ပြောသွားတဲ့အကြောင်းအရာတွေမှာနားမလည်တာရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်။ All right. I'll see you guys in the next video.